Hello အားလုံးမင်္ဂလာပါ Good Day Football Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကဲကျော်ဒီတင်းလာနေမှာတပွဲပဲရှိပါတယ်เนาะအဲ့တော့ဒီတပွဲကလည်းအတင်းကြီးဒီ Atletico Madrid ပါနေတော့ကျော်နည်းနည်းလေးတော့ဒါ risk တော့များတဲ့ကိုပေါင်းကြီးကလည်းအောက်ကိုသွားမဲ့ကိုပေါင်းကြီးနဲ့တခုဖွင့်ထားပေးတယ်ပေါ့เนาะအဲ့တော့နည်းနည်းလေးတော့ကျွန်တော်တုံးသိကြည့်အောင်ပေါ့အဲ့တော့ဒီနေ့တော့ကျွန်တော်ဒါမနေ့ကဖြစ်သွားတဲ့ဒီ Bruna ရဲ့နောက်ကျ goal ကြောင့်ဒါ ဘီယူနာလာနိုင်မယ်ဆိုကျွန်တော်ကရက်လိုက်တော့မှမန်မာရဆက်ပြီးမပို့တော့ဘူးပေါ့နော်ဒါပေမဲ့ဘီယူနာတည်ကြွားရတဲ့ကျွန်တော်နောက်ပွဲလိုက်ပေးရတဲ့အခါမှာဒါမန်မာရ30ကျော်40လောက်ရှိတော့တယောက်ချင်းလိုက်ပို့ရတဲ့နေရာမှာတော်တော်လေးကိုမှဟိုအချိန်5မိနစ် ကြော်ကြော်လောက်ပေးလိုက်ရတဲ့အတွက်ကျွန်တော် channel လေးထောင်းလိုက်တယ်ပေါ့နော်အဲ channel မှာကျွန်တော်အကုန်လုံး member တွေ invite လုပ်ထားတယ်ဒီနေ့တော့ဒါ channel ကနေစပြီးပို့ပြန် member channel တည်တံ့ထောင်းပေးလိုက်တယ်ပေါ့နော်တယောက်ချင်းစီမပို့တော့ဘူးအဲအချိန်လဲပို့မြင်အောင်အကုန်လုံးလည်းတစ်ခါလေးမြင်အောင်လုပ်ပေးလိုက်တယ်ပေါ့နော်အဲအားလေးရှိတယ်အဲ member new ကိုကြည့်နေရဆိုရင်လည်းမ join နေဘူးဆိုရင်ကျွန်တော်တစ်ချက်ဟိုင်းပေးပါတကယ် invitation link လည်းကျွန်တော်အကုန်လုံးပို့ထားတယ်မရောက်သေးဘူးဆိုလည်းကျွန်တော်ချက်ဟိုင်းပေးပါနော်အဲကျွန်တော်ဒီနေ့မနေ့ကတော့ မမာရီရောနည်းနည်းစီပီရေပေါ့ဗျာ free ကတော့ဒါ real metric ကပန်နတီမဝင်တာတွေနဲ့လူကျွန်နေနဲ့နှမျောဖို့ကောင်းပါ real metric ကိုပေါ်လေးပြင်ရတော့ free ညီကိုရအဆင်ပြေပါရနော်အဲဟူကတော့ကျွန်တော်တို့ဘူးကတော့လွှတ်ချရမယ်အတင်းနဲ့ပါသွားပြီကျွန်တော်ကကြီးလဲပြင်းနေ အိမ်ဝင်းမှာလည်းဖြစ်နေတယ်နိုင်ပွဲလေးရတင့်တယ်တန်တက်အတင်းကိုလည်းဖြစ်နေရအတွက်တန်တက်အတင်းမှမနိုင်သူသူဒီအိမ်ဝင်းမှာနိုင်ရဘာအတင်းမှမရှိတော့ဒီအချက်တွေနဲ့အကုန်လုံးဆူဆီးပြီးတော့ကျွန်တော်ကြိုက်တာပေါ့နော်အဲ့တော့ဒါပေမဲ့လည်းကြာသွားတယ်မတတ်နိုင်ဘူးနော်အဲ့တော့ကန်ဆိုးသွားတယ်ပေါ့အဲ့တော့ဒီနေ့တော့ကျွန်တော်တို့တပွဲပဲရှိရယ်ဒီနေ့ကလည်းတပွဲလေးဆိုတော့ကျွန်တော်တို့100%အာမခံချက်နဲ့တော့ဒါမသွားနိုင်ဘူးဘာလို့လဲဟိုဘာမှမလို့ဖြစ်လာနိုင်ဘူးထိုးထားတက်တဲ့ပုံမူတည်ပြီးတော့ကျွန်တော်တို့ဒီပွဲတွေကဟို စားနိုင်တယ်ဘူကီကကိုပေါင်းပေါ်ထူတာတန့်ကိုောက်သွားမှာကိုောက်ထူတာတန့်ကိုပေါင်းပေါ်လာမှာဒါမျိုးကြီးလာမှာပေါ့နော်အဲမက်ဖန်တော့ပွဲများမယ်မက်ဖန်2ပွဲ3ပွဲ4ပွဲလောက်ရှိမယ်ပြီးတော့ဂျာမန်ဘူကေတို့ဒီ EFL တို့အကုန်လုံးရှိမယ်မက်ဖန်နဲ့တစ်ပတ်ခါဆိုတော့ပိုကောင်းနေရွေးချယ်တာပေါ့နော် ဟောဒီရက်ဒီမှာဒီနေ့ဒါအမောင်းရင်းရှိရင်ဒါတစ်ခုလည်းကျွန်တော်ကြူပြောထားပါတယ်အမောင်းကိုအများကြီးတင်မစောနဲ့တပွဲရဲ့ရှိရတဲ့ဘာမှမလို့ဖြစ်လာနိုင်နဲ့အမောင်းရင်းရှိရင်လည်းဒါနားလည်ပေးပါနောက်လာမယ့်ပွဲစဉ်အများကြီးကြမှာကျွန်တော်ကောင်းဆုံးနိုင်ရောက်ပြန်စူးစမ်းပေးပါမယ်နော်အော်အဲ့တော့ဆောလာချင်းကျွန်တော်ဒီ AD ကွာ level 50ရှုံးပေးနေရဲ့ဘတ်တစ်ကိုနော်အဝေးကွင်းကနေ3လုံး60နာစတဲ့ကြီးက3လုံး65ပြားနိုင်လောက်ဂိုးပေါင်းကြီးရှိခဲ့တယ်ဂိုးပေါင်းကြီးအဲဘော်ဒီကြီးက ဘာလို့ရှိရဲ55ပြား60တိတ်တော့ဘာမှအပြောင်းလဲကြီးတော့မရှိပါဘူးเนาะ10ပြားအတက်ကြလေးလောက်ပဲရှိရတော့ဘာမှတော့ဒီကြီးနေပတ်တက်လို့ဒီကြီးပြောင်းကြီးမှဘာမှမတွေ့ရဘူးအဲ့တော့နောက်ဆုံးပွဲစဉ်ကျွန်တော်ကြည့်မယ်လေဘက်တရီကဝေးကွင်းသွားကန်ရတယ်ဘယ်ကြီးရန်ကိုစီစီကန်လာတယ် အဒီကိုကအင်္ဂလန်ကိုအာဆင်နယ်တော့ကန်နေ4-0နဲ့သူရှုံးလာပြီပေါ့နော်။အော်နှစ်သင်းစလုံးဒီဥရောပပြိုင်ပွဲအဝေးကွင်းနေတော့ကန်တာချန်ပီယံလိကန်တာအဒီကိုကတည့်ရတော့ပို့ပြီးတော့နားရတယ်။ဗတ်တစ်ကတော့ဒါနောက်ကျမှခင်ရတယ်တည့်နောက်ကျမှခင်ရတယ်ဒါမဲ့သူကဒီနေ့တော့အင်ဝင်ခင်ရမယ်။အဒီကိုကတော့အဝေးတူအဝေးဖြစ်နေရဲ့နည်းနည်းလေးဒါအဝေးတူအဝေးဖြစ်တဲ့အတွက်ခီးပန်းမှုတန်နေပါညာနည်းနည်းပပတော့ရှိမယ်ပေါ့နော်။ဒီတစ်ချက်လေးကြောစဉ်းစားရမယ်။အဟဒူရတွေ့လုံမှုနောက်ဆုံး၅ချိန်မှာဆိုရင်၃ချိန်၉အောက်ထားတယ်၂ချိန်ပဲ၉ပေါ်တယ် မနစ်ကအီဒီကိုကွင်းမှာတလုံးတည်ပြီးတယ်လေးလုံး41 9နဲ့ အဲဗတ်တိအိမ်ကမှ level 50ရှုံးနဲ့80ရှုံးကြားအပြောင်းလဲလို့ပြီးသွားတယ်ဗတ်တိကဝမ်းစီးနဲ့နိုင်သွားတယ်အဲဗတ်တိအိမ်ကနောက်ဆုံးနှစ်ကြိမ်ဆက်တော့နိုင်ထားတာမတွေ့ရဘူးအိုက်ရှေ့မှာတော့ဒါ2022 23ရာသီမှာ2-1နဲ့ဒီလိုပဲ level 50ရှုံးဝင်းကျင်ပေးပြီးတော့ပဲနိုင်ခဲ့တာတွေ့ရတယ်အော်ဒီနေ့မှာအဲ့လိုထိုးကွက်မျိုးလာနိုင်မလား2-1လောက်ဆက်မျိုးဘာလို့ဒီနေ့မှာဗတ်တိကအိမ်ကဖြစ်နေတဲ့အချက်ရဲ့လက်ရှိမှာနောက်ဆုံးကားရဖောင်ကြည့်မယ်ဆိုရင်ကျွန်တော်တို့၈ပွဲဆက်ရှုံးပွဲမရှိထားဘူး၄ပွဲနိုင်၄ပွဲ တည်ကြတာရယ် AD ကိုရဲ့အဝေးခွင်းဖောင်ကြည့်မယ်ဆိုရင်နောက်ဆုံး၅ပွဲ၆ပွဲဆက်နိုင်ပွဲမရှိဘူးအရှုံးနဲ့တည်ပဲရှိရယ်ဒီနေ့ရာဒီစပိန်လာလီဂါမှာလည်း AD ကိုဒီအဝေးခွင်းမှာနိုင်ပွဲမရသေးတဲ့အတင်ဖြစ်နေရယ်အာဆင်နယ်ကိုလည်း4-0ဆိုပြီးတော့အချက်တကွဲရှုံးလင်းခဲ့ရတဲ့ AD ကဒီနေ့မှာ level 50ရှုံးကြီးဒါပြန်ပေးနိုင်တယ်ပေါ့နော်ဒါပေမဲ့ဒီဂျေတန်ဒီ level 30ရှုံးလို့ level 20ရှုံးတော့အထိကြာသွားခဲ့မယ်ဆိုရင်တော့ဒါနည်းနည်းလေးအန်တီများတယ်ဘက်တစ်ကိုဘူဂီကနေ ဟိုပြီးကျင်တဲ့ဘောမျိုးဖြစ်လာမှန်းမယ်ဖြစ်လာနိုင်တယ်ပေါ့နော်အော်ကျွန်တော်ကဒီပွဲမှာဒီကျွန်တော်ကကြတော့လို့အနိုင်မရသေးတဲ့အသင်းတွေကိုလိုက်ရှာကြပါတော့။အနိုင်မရသေးတဲ့အသင်းတွေကဟိုတခုခုလုတ်ပြမယ်ဆိုရယ်သူတို့ရှုံးထားတယ်သူတို့ဟိုအထင်သေးနေတဲ့အချိန်မှာဟိုဘယ်လိုပြောမလဲ upset ဖြစ်အောင်လုတ်သွားတာပေါ့နော်။မထင်ဘောင်းပက်ပြန်လုတ်သွားတာမြင်လက် ကလေးလာပြန်ချိန်သွားတဲ့ပုံစံမျိုးဒီလိုပုံစံမျိုးလေးကျွန်တော်အဲ့လိုမျိုးလိုက်တဲ့ flow တစ်ခုရှိရ။အော်ဒီနေ့မှာကျွန်တော် indigo ကိုကြိုက်ချင်တယ် indigo ကိုယူကြည့်ချင်တယ် batik ကိုလူကြိုက်များနိုင်တယ်အင်ကွင်းလည်းဖြစ်နေတယ်နိုင်ပွဲတွေလည်းဟိုရှုံးပွဲမရှိရလဲရှစ်ပွဲဆက်တိုက်လောက်ရှိနေပြီဆိုရနေတာ batik ဒီဒါလူတိုင်းများနိုင်ဒါပေမဲ့အတင်း level ကြာကြည့်မယ်ဆိုရင် indigo ကတော့လူပိုတိရတယ် indigo indigo ဘာမှမသိဘဲနဲ့ထိုးလိုက်ထိုးတဲ့ဒီထိုးတိုင်းလည်းရှိကောင်းရှိမယ်ပေါ့နော်အတင်းကြီးမလို့လိုက်ထိုးတာမျိုးလည်းရှိမယ်ဒီလိုဂျာရဲ့ဖြစ်နေတဲ့အတင်းကြီးကတော့ကြီးအောင်မခတ်တဲ့ ဘောတတင်းနဲ့လည်းတပွဲတည်းလည်းဖြစ်နေတော့ AD ကိုကြီးအောင်ပေါ်တော်တော်လေးတော့ခက်တယ်ဒါမဲ့ကျွန်တော်ကဆွန့်လာခြင်းအဲကြောင့်မကျွန်တော်ညီကိုရှေ့မှာကျွန်တော်စကားပလင်ခံထားရဲဒီနေ့အမောင်ရင်ပါရင်ခွင့်လွတ်ပေးဖို့ပေါ့နော်ကျွန်တော်ဒီပွဲမှာ AD ကို2-1လို့ဝဆက်မျိုးနဲ့နိုင်ဂျီရာခိုင်တို့များရလို့ကျွန်တော်ယူဆတယ်ကိုပေါင်းအပေါ်လည်းကြိုက်တယ်ဇုံပေါ်ကြိုက်တယ်ပေါ့နော်ဇုံပေါ်မှာတချောင်းတော့အပေါ်အပေါ်တချောင်းပဲအပေါ်တချောင်းတော့လာလိမ့်မယ်ကိုပေါင်းအပေါ်လာမလားဘော်ဒီအပေါ်လာမလားအဲ112 1122 22ဆိုရင်တော့ကျွန်တော်တို့အပေါ် ကိုပေါင်းပေါ်လာဘော်ဒီပြားရှုံးမယ်ဝမ်ဝမ်းဆိုတော့ဘော်ဒီပြားရှုံးမယ်ကိုပေါင်းအပေါ်လစ်မယ်ပေါ့နော်အဲကျွန်တော်တေးမသွားမင်းနဲ့ဘာလို့တေးဆိုတာကကျွန်တော်ဒီဘက်တစ်ကနောက်ဆုံးနှစ်ပွဲဆက်လက်တေးကြထားရဗျာအဲအဲကြောင့်တေးသုံးပွဲဆက်မကြလောက်ဘူးလို့ကျွန်တော်ယူဆတယ်နောက်တစ်ခုကဒီတပတ်ကိုရဲတော်ဝင်ဒီတော်ဝင်မက်ထရစ်တားရည်လဲအောင်ပွဲခံသွားပြီဒီမက်ထရစ်မျိုးကဒေတာခံနေအောင်ပွဲခံမယ်လို့ကျွန်တော်ယူဆတာပေါ့နော်ဘာစီလိုနာကြီးကြသွားတဲ့အဲဟိုပြောမယ်ဆိုတော့ ီဒီကိုလည်းကြေးကြနိုင်တာပဲဟိုရီယယ်မက်ထစ်တသင်းကြေးအောင်သွားပြီဆိုတာလေနော်အဲအဲ့လိုတစ်ချက်တော့ရှိတယ်ဒါပေမဲ့ကျွန်တော်ကဒီနေ့မှာအဲ့အထင်သေးနေတယ်ပေါ့နော်ဒီလက်ရှိအဝေးကွင်းရှုံးပွဲတွေများနေတယ်တေပွဲတွေများနေနိုင်ပွဲတစ်ပွဲမှမရသေးတဲ့အီဒီကိုပြီးတော့အာဆင်နယ်ကိုလည်း4-0နဲ့ရှုံးနေထားတယ်စိတ်သက်တွေနည်းနည်းကျနေမယ်ဘာညာဒီလိုအချက်တွေနဲ့အီဒီကိုလူထိုးတာတွေမယုံရဲဘူးဒါအင်ကွင်းအားသာချက်လည်းရှိရယ်ကာရန်ဖောင်လည်းကောင်းနေရယ်ဒီဘက်တစ်ကိုပဲဒါထူသားနင်းငယ်ထူသားအများစုဒီလိုမျိုးလေးတွေဒါ choice လာနိုင်နေပေါ့နော်အဲ့ကျွန်တော်ကတော့ဒီပွဲမှာသုံးပေါ်ကြိုက်တယ်ဟိုမထင်ထားတာဖြစ်သွားမယ်တဲ့ကိုပေါင်းကတော့ three black 60ရာဒါဘူဂီလှည့်နိုင်တယ် three black 50ရာပြီးမယ်ဒီပွဲကိုပေါင်းပေါ်ထိုးထားပြုံပါဗျာအဲ့အကြောင်းမို့ဘူဂီကကိုပေါင်းပေါ်မနေရဲအောင်တွန်းထုတ်ထားတာလည်းဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်ကိုပေါင်းပေါ်ကြိုက်တယ်ဘယ်အောင်ပူကြိုက်လဲမင်းကိုပေါင်းပေါ်ပူကြိုက်တယ် three black 60ဆိုကြည်ညာဒီနေ့ဒီလိုနေ့မှာတဝဲရရှိရမှာ three black 60ဆိုကြည်ညာကိုပေါ့နိုင်တယ်အဲကြောင့်ကျွန်တော်ကိုပေါင်းပေါ်ပို့ကြိုက်တယ် body id ကိုပဲကြိုက်ပါတယ်เนาะ ်ဟောဘတ်တစ်ကိုကျွန်တော်ကပြီးခဲ့တဲ့တပတ်ကလေးကမကြိုက်တာချမ်းနဲ့ပွဲကလေးကကျွန်တော်ချမ်းမင်းကြိုက်ခဲ့တာချမ်းနဲ့ဂိုးဘောကိုဂျွေးပြီးခဲ့တာဒါပေမဲ့ဂိုးဘောကိုကြာချမ်းတော့ရတယ်ပေါ့နော်အဲထားပါတော့အဲ့တော့ဒီနေ့မှလည်းကျွန်တော်အဲ့ဒါကိုဘတ်တစ်ကို ကန်ကျင်တာဘက်တီကိုဘက်ကန်ကျင်တာပေါ့နော်အဲ့တော့ကျွန်တော်ဒီဘက်မှာအင်ဒီကိုပဲကြိုက်တယ်ကိုပေါင်းပေါ်ကြိုက်တယ်အော်ညီကိုတို့ free tick ကတော့ဒါ free tick ကတော့ကျွန်တော် တကွက်တော့ပေးမယ် member တွေလည်းတကွက်လောက်ပဲပေးမှာနှစ်ကွက်လုံးကြီးကအန်ဒီအများကြီးပေါ့နော်နှစ်ကွက်လုံးကြာသွားမှာဆိုဘောင်းဝမ်းဆိုကျွန်တော်နှစ်ကွက်လုံးလက်မှာပေါ့နော်တပွဲတပွဲခွဲလာလက်လက်မှာဘော်ဒီပြား90နဲ့ကိုပေါင်းအောက်အောက်ဝင်သွားမယ်ဆိုဝမ်းဝမ်းဆိုအောက်ဝင်သွားမှာဆိုအပေါ်ကလစ်မှာဆိုတော့တပွဲခွဲလာလစ်မှာဆိုမန်မာလည်းတခွဲလောက်ပဲပြပြမြန်ကျွန်တော်ရှစ်ခွဲလောက်မှအတီးပြမယ်ပေါ့နော်လက်ရှိမှာကျွန်တော်လည်း ဟိုတဏီကုံစဉ်းစားတပွဲလဲဆိုတာဖင်လန်ခေါင်းလန်တဲ့မှာအမျိုးမျိုးစဉ်းစားတာပေါ့နော်ဒါပေမဲ့လည်းထင်တယ်လို့ကြီးဟိုတိကျတိကျတဲ့ safe ဖြစ်တဲ့ထိုးကွက်ကရှိမနေဘူးကြီးပြောင်းလဲနေလည်းမြင်နေရတော့နော်ဆယ်ပြားတက်လာလိုက်ဆယ်ပြားပျော့သွားလိုက်ဒီလိုမျိုးကြီးဖြစ်နေတာဆိုတော့ဟိုအရင်ကြီးစိတ်ဆိုင်မဖြစ်ဘူးပေါ့လीနော်ဒီနေ့ကတော့ဖြစ်နိုင်မယ်လို့အပြော်တဘောလောက်ပဲထိုးပါတပွဲလေးလေးရှိရတဲ့အတွက်ကြောင့်ညီကိုရေးတာအပြင်းပြေလောက်ပေါ့နော် ဒါမနေ့ကပြီးများလीဆိုတော့အောင်ကြီးတွေတော်များအောင်တာပဲစပါးလဲအောင်သွားတာပဲဟိုအေဗာတန်ကြီးကြီးပေးပြီးတော့ဒါပေမဲ့အဲ့ဒါကျွန်တော်ဗီဒီယိုမှာပြောခဲ့မယ်ထင်တယ်အာဆင်နယ်မန်စီးတီအတူတူယူတကယ်လို့အာဆင်နယ်မန်စီးကြီးကြမယ်ဆိုစပါးကိုရိုက်လို့ရတယ်ဆိုတော့ပြောခဲ့တယ်ပေါ့နော်ဟောဟိုနားထောင်မိလားတော့မပြောတော့ကျွန်တော်ကပြောခဲ့တယ်အဲ့ဒါနော်ဟောကျွန်တော်မနေ့ကနောက်ဆုံးတကယ်လို့ဗျာမနေ့ကစပိန်မှာအိုဆာဆူနာနဲ့ဆယ်တာပြီးကွာ3-2ပွဲပါသွားလို့ အိုက်ပွဲတာဂိုးမအောင်ပါအဲဂိုးမပေါ်ပါဘူးအိုက်ပွဲဂိုးအောက်တယ်နောက်ဆုံးပွဲနဲ့အလာဘန်နဲ့ဘယ်လကာနိုကလည်းဂိုးအောက်တယ်ရီယဲပွဲကလည်းဂိုးပေါင်းကြီးမကျော်ဖြစ်သွားဘူးတုံးလုံးတော့ရောက်တယ်ဆိုမှလေးလုံးမှကြီးအောင်ပါဆိုခြေတန်းအောက်ဝါဖြစ်တယ်တဲ့ဒီပွဲကလုံးဝဂိုးပေါ်အပိုင်ရိုက်လို့ရတယ်ဒါပေမဲ့အဲ့ဒီဟိုဆဲတာပြီးကိုတပွဲကဖောက်ပြီးအပေါ်တက်သွားလို့နည်းနည်းလေးစဉ်းစားရတာချမ်းဖြစ်သွားတာပေါ့နော်အဲ့လိုလေးတော့တစ်ချက်ရှိရဲ့ ဒါပေမဲ့ကျွန်တော်ဒီဘွဲကိုဇုံပေါ်ကြိုက်ပါနော်အဲဒီနေ့တော့စွန့်စားမှာဖြစ်တဲ့အတွက်အမောင့်တင်မကစားဖို့အကြံပေးရင်းနဲ့ပဲဒီနေ့ဒီဗီဒီယိုဆုံးသက်ပြရလေကျွန်တော်မလဖန်မှာအားလုံးပြန်လည်တွေ့ဆုံကြပါမယ်အားလုံးမင်္ဂလာရှိတော့ညချမ်းလေးဖြစ်ကြပါစေအားလုံး good night ပါအားလုံး good luck ပါခင်ဗျာ